ထရန့်အခွန်သေးကြီးညာမှုကြောင့်ကမ္ဘာစတော့ဈေးကွက်ကျစဉ် AP 2ရက်နေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်အသေးကောက်ခံမဲ့တရားဝင်ထုတ်ပြန်ချက်တွေကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးရောစတော့ရှယ်ယာဈေးကွက်တွေပါဆင့်ကျင်ညာလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။အခွန်သေးကောက်ခံမှုနောက်ဆက်သွဲအကျိုးဆက်နေနဲ့ကမ္ဘာလုံးဆိုင်ရာစတော့ရှယ်ယာဈေးကွက်တွေကျစဉ်ခဲ့ကြောင်း CNM သတင်းမှပါရှိပါတယ်။ SMB 500နဲ့ NASDAQ 100 future တော့ဟာဆိုရင် 0.5%ကျော်ထိုးချခဲ့ပြီးဩစတြေးလျ၊ဂျပန်၊ဟောင်ကောင်နဲ့တရုတ်စတရှယ်ယာတွေလည်းကျဆင်းလာခဲ့ပါသည်။ဥရောပသမ္မတကနေအာရှဈေးကွက်တွေမှာဆိုရင်ဂျပန်ရဲ့ Nikkei 225ဟာ400ခန့်နှုန်းကျဆင်းသွားခဲ့ပြီးတန်ကိုရီးယားနိုင်ငံရဲ့ Godbe ဟာဆိုရင်တော့300ခန့်နှုန်းနီးပါးကျဆင်းသွားခဲ့ပါသည်။ Truck ကအမေရိကန်ကိုဝင်လာမဲ့တင်သွင်းကုန်တွေအပေါ်အခွန်အသင့်ကောက်ခံမဲ့အခြေညာချက်တွေကြောင့်အခုလိုစတရှယ်ယာတွေကျဆင်းခဲ့တာဖြစ်ပါသည်။ အလားကြောင့်လည်းယင်းနေမြောင်နေသူတွေဟာငွေကြီးဖောင်းပွားမှုနဲ့ကုန်သွယ်ရေးစစ်ပွဲဆုံးရင်ချက်တွေမြင့်တက်လာခဲ့ပြီးဘေးကင်းတဲ့ယင်းနေမြောင်နေမှုတွေကိုပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ်။ငွေကြီးစည်းကွက်အနေနဲ့ဆိုရင်တော့အမေရိကန်ဒေါ်လာကအားကောင်းလာတယ်လို့ဆိုနိုင်ပြီးဗန်နရဲ့အကျိုးမြတ်နှုန်းတွေကလည်းအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။အကောက်ခွန်တွေသာတိုးလာခဲ့မယ်ဆိုရင်ကုန်စည်ဖြန့်ဖြူးရေးတွေနှောင့်နှေးလာပြီးဈေးနှုန်းတွေတက်လာနိုင်တဲ့ဆိုတဲ့ဆန်းစစ်သူတွေရဲ့ဒရိပ်ပေးစကားတွေကြောင့် ရင်းနေမြောင်းနေသူတွေအနေနဲ့ငွေကြီးအမှတ်ခံရတဲ့ဘုန်းတွေနဲ့ရွှေတွေကိုသာအထူးထားရင်းနေမြောင်းနေလာကြတာဖြစ်ပါတယ်။ကုန်သွယ်ရေးတင်မမှုတွေရှိလာတဲ့အတွက်ကြောင့်ဩစတေးလျနဲ့နယူးဇီလန်ဒေါ်လာတွေကတော့အနည်းငယ်ကျဆင်းလာခဲ့ပါတယ်။ရင်းနေမြောင်းနေသူတွေအကြိုက်ဖြစ်တဲ့ရွှေစည်းကွက်ကတော့အခုချိန်ထိသမိုင်းဝင်မြင့်တဲ့နေဆဲပဲဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်